ရန်ကုန်စတော့ခ်ရှယ်ယာဈေးကွက်ထဲမှာတိလဝါရှယ်ယာတွေကိုဝယ်ယူသူတွေတိတိတသားမြင့်တက်လာပါတယ်။ကြော်စီရသတင်းပေးပို့ထားပါတယ်ရှင်။နိုဝင်ဘာလ၄ရက်နေ့မှာတော့တိလဝါများပိုင်ကုမ္ပဏီအနေနဲ့ဆုရှယ်ယာတစုကိုဆယ်စုပြန်ခွဲပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်တိလဝါများပိုင်ကုမ္ပဏီအနေနဲ့ဇုံဘီအတွက်လုပ်ငန်းတွေစတင်တဲ့နေရာမှာကုမ္ပဏီပိုင်ရှယ်ယာတွေကိုထပ်မရောင်းဘူးလို့ကြေညာလိုက်တဲ့အတွက်ရှယ်ယာရှင်တွေအနေနဲ့စတော့ရှယ်ယာဈေးကွက်ထဲမှာတိလဝါရှယ်ယာတွေကိုစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ ဘောတော့ဒါရိုက်တာဖွဲ့ဆုံးဖြတ်တာတွေအရကျွန်တော်တို့ဒီတစုကိုဒီအစုရှိရာတစုကိုဆေစုဖွင့်မယ်ဟာနောက်ချက်ကနောက်ပြီးတော့ဇွန်ဘီကိုခြေပြီးတော့လုပ်ဖို့အတွက်နောက်ခြေရာတွေကိုထပ်မရောင်းတဲ့ကိစ္စပေါ့နော်အဲ့ဒါတွေဆွေးနွေးဟိုအဲ့ကုမ္ပဏီတွေရရှိရတော့အစ်စ်မရောတော့ဘူး။ဒါပေမဲ့ကျွန်တော်တို့ရှယ်ယာရှင်တွေရဲ့ဝင်ထားတဲ့ငွေနဲ့လုံလောက်တယ်ဆိုတဲ့အကြောင်းပဲ။လက်ရှိ stock share ဈေးကွက်ထဲမှာလည်းတိလဝရှယ်ယာတွေကိုဝယ်ယူသူတွေများပြားနေပါတယ်။ ီလဝါကိုပြရမယ်ဒီလိုကတော့အဲ့လိုစုခွဲမဲ့ပြောလိုက်တယ်23ရက်နေရာဆိုဒုနေ့လောက်လိုက်စီဝေးဒီပိုင်ခေါ်တဲ့အချိန်မှာအဲ့ချိန်မှာသူက၄တောင်း၂ထောင်၃တောင်းနဲ့ဝိုးဆို၄တောင်း၉တောင်းပုံတက်တာပုံတက်သွားပြီးတော့မှအခုပြန်ကြ၄၈ခုရှိတော့ဝေးဒီနေ့ဆို၄၈မှာအဝယ်လေးများကြတက်ရင်နဲ့ကြရင်မှာကြအောက်အောက်ကြဖို့တိတ်မမျောလှင့်နိုင်ဘူးဘာဖြစ်လို့ရောင်းနေကြလဲဟုတ်တက်မယ်ဆိုလဲခုနကအများကြီးနဲ့အချိန်ကုန်နဲ့တက်မလားဆိုတော့ လို့စပစ်ခွဲပြီးတော့ရန်တော့ပိုင်ဆောက်ကြည့်တာအော်တိုဘာလာ24ရက်နေ့မှာတော့ stock share ဈေးကွက်ထဲမှာ3လကျော်အတွင်းသီလဝါ share တွေကစံချိန်တင်ရောင်းဝယ်ဖြစ်ပေါ်ခဲ့တာပါတရက်ထဲနဲ့စု share 8000ကျော်ရောင်းဝယ်ဖြစ်ပေါ်ခဲ့ပါလေလက်ရှိသီလဝါ share တစ်စုကိုငွေကျပ်4800 FMI share တစ်စုကိုငွေကျပ်16500နဲ့မန္တလေးကမြန်မာဘဏ် share ဈေးကတော့ကျပ်9500ပေါက်ဈေးရှိနေပါတယ်ကျွန်တော်ကတော့ကြော်စရာပါ